ဘာမာဂိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတင်းကလေးညတိုင်းတင်ဆက်ပေးမယ်ကိုရဲရင်ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show ဒီကတော့အားလုံးပဲမင်္ဂလာပါခင်ဗျာစနေတင်းကလေးတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ဘာမာဂိတ်က The Big Match Show အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်အခုကတော့အော်တိုဘားလ25ရက်တင်းကလေးနေ့ည7:00နာရီမှာရှင်ပြိုင်ကစားမယ်မန်ယူနဲ့ Brighton ပွဲစဉ်ကိုသုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် အန်ဖရီမလီဗာပူးကိုအနိုင်ကစားခဲ့တာကမန်ယူကိုဘက်ပေါင်းစုံကနေအပေါင်းလက္ခဏာဆောင်တဲ့တွန်းအားတွေကိုပိုင်ဆိုင်စေခဲ့တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။အီမိုရင်ကသူလိုချင်တဲ့ပုံစံကိုကစားသမားတွေဒီထက်ပိုပြီးနားလေအသားကျလာအောင်လှုပ်လာနိုင်ပြီဆိုတာကိုလည်းလီဗာပူးနဲ့ပွဲမှာမြင်ခဲ့ရပါတယ်။အဓိကပြောရမယ့်အပိုင်းကတော့ဂိုးသမားဆန်နီလန်စမန်ကြောင့်ခန်းစစ်ပိုင်ရဲ့ယုံကြည်မှုတွေမြင့်တက်လာတာဖြစ်ပါတယ်။ဂိုးသမားပေါ်ခန်းစစ်ကြောင်းကကစားသမားတွေယုံကြည်မှုမြင့်တက်လာတာဟာမန်ယူရလက်စိုးတွေကြုံခဲ့ရတဲ့အကြောင်းရင်းတစ်ရက်လို့ပြောရမယ်။ ခန့်စစ်တဲ့ဂိုဒမာပြဿနာတွေကိုတော်တော်ပြည့်လည်သွားစေတာကတော့မန်ယူအတွက်အားသာချက်တစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ဘရိုက်တန်ကတော့မန်ယူနဲ့တွေ့တိုင်းဒုက္ခပေးတဲ့အသင်းဖြစ်တယ်လို့အသင်းကြီးတွေနဲ့တွေ့ရင်ပိုကောင်းတတ်တဲ့အသင်းလည်းဖြစ်လို့ပရီးမီးယားလိဂ်ရဲ့ Giant Killer လို့လည်းသတ်မှတ်ခံရတာဖြစ်လို့အများကြီးပြောကြရမလို့ဘူးလို့တော့ထင်ပါတယ်။ဒီတော့ဒီပွဲနဲ့ပတ်သက်ပြီး Wayne Agaza Analysis ဖြစ်တဲ့ကိုစိုးဝင်းစော်ရဲ့သုံးသက်ချက်ကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ကိုစိုးဝင်းစော်ရဲ့မင်္ဂလာပါ Liverpool မန်ယူပွဲနဲ့ပတ်သက်ပြီးကိုယ့်ရဲ့သုံးသက်ချက်ကလေးကိုပြောပြပေးပါဦး။ မန်နက်တက်တင်ကတော့နောက်ဆုံးကစားတဲ့ပရီးမီးယားလိပွဲစဉ်မှာလီဗာပူးတင်ကိုအနိုင်ရပြီးတော့နီးပြအမော်ရင်လက်အောက်မှာဘတ်တူဘတ်နိုင်ပွဲကိုရရှိထားခဲ့ပြီးတော့တစ်နှစ်အတွင်းမှာအမော်ရင်နဲ့နှစ်ပွဲဆက်ပထမဆုံးအကြိမ်အနိုင်ရရှိထားခဲ့တာကြောင့်ယုံကြည်မှုတော်တော်လေးကိုကောင်းနေတယ်။ International Break မတိုင်ခင်မှာလည်းဆန်ဒါလင်းတင်ကိုအနိုင်ရထားခဲ့ပြီးတော့နောက်ဆုံးကစားတဲ့လေးပွဲမှာသုံးပွဲအထိအနိုင်ရထားတဲ့ United အနေနဲ့သူတို့ရဲ့ခြေစွမ်းအမှန်ကိုဒီနေ့ Brighton နဲ့ပွဲမှာထပ်မံပြီးတော့အမြင်တွေ့ရမလားဆိုတာစောင့်ကြည့်သွားရမယ်။ United နဲ့ပတ်သက်ရင်တော့ ပြည်သက်တွေသူတို့ဘုံမှာတန်တရားရှိနေတာကတပွဲနဲ့တပွဲခြေစွမ်းကွာဟာချက်ကြီးမားပြီးတော့ကိုစစ်စန်စီမရှိတဲ့အချက်ပဲဆိုတော့ United အနေနဲ့ပြီးခဲ့တဲ့တစ်ပတ်ကအန်ဖီကွင်းမှာအနိုင်ရထားတဲ့သူတို့ရဲ့ခြေစွမ်းကိုဆက်ပြီးတော့ထိန်းနိုင်မလားဆိုတာလည်းစိတ်ဝင်စားစရာကောင်းတယ် Brighton ကတော့ဒီရာသီမှာအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေမှာပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသထားခဲ့ပြီးတော့ရာသီစပိုင်းမှာ Man City ကိုအနိုင်ကစားတဲ့ Chelsea ကိုအနိုင်ကစားတယ် Spurs ကိုတည်ကစားပြီးတော့ Newcastle ကိုလည်းအနိုင်ကစားထားရဆိုတော့ Big 6ထဲကအသင်း3သင်းကိုရှုံးမွေးမရှိအောင်ကစားထားနိုင်တဲ့ Brighton အနေနဲ့ဒီနေ့မှာသူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ United ကိုယင်ဆိုင်နိုင်မလားဆိုတာလည်းစောင့်ကြည့်သွားရမယ်။ Guardian သင်းထက်တွေ့ဆုံမှုတွေမှာတော့ထူးခြားတဲ့အမှတ်တမ်းတစ်ခုက Brighton က United နဲ့တွေ့ထားတဲ့နောက်ဆုံး9ပွဲမှာ6ပွဲထိအနိုင်ရခဲ့ပြီးတော့ Old Trafford ကွင်းမှာလည်း3ပွဲဆက်တိုက်အနိုင်ရထားတယ်။ Old Trafford ကွင်းမှာ9ပွဲဆက်တိုက်အနိုင်ရခဲ့တာ 1968ကနေ1982အတွင်းမှာ Man City အနိုင်ရခဲ့တာပြီးရင်ဒီအုတ်ထွက်ဖို့ကွဲမှာ Brighton ရဲ့လက်ရှိစွမ်းဆောင်ရည်ကတော်တော်လေးကိုအထင်ကရမှတ်တမ်းတစ်ခုဖြစ်ရှိနေတယ်။ United အနေနဲ့ကြည့်မယ်ဆိုလဲနောက်ဆုံး9ပွဲမှာ6ပွဲထိရှုံးခဲ့တဲ့အနေအထားကဒီ9ပွဲမတိုင်ခင်မှာရှိမှကစားထားတဲ့18ပွဲမှာရှုံးပွဲအရေတော်က3ပွဲပဲရှိခဲ့တယ်ဆိုရင်တော့အရင်18ပွဲမှာရှုံးခဲ့တဲ့အရေတော်ထက်တောင် double ပိုများနေရဆိုတော့ ယူနိုက်တက်က Brighton နဲ့တွေ့ရင်ဘာဖြစ်နေရလဲ Brighton နဲ့တွေ့ရင်သူတို့မကစားတတ်တာလားဆိုတာလည်းဒီနေ့မှအဓိကစောင့်ကြည့်သွားမယ့်အချက်ဖြစ်ရှိနေတယ်ယူနိုက်တက်ကယုံကြည်မှုအားကောင်းနေတယ်စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းအမြင့်ဆုံးမှာရှိနေပြီးတော့ပြီးခဲ့တဲ့ဘက်ကလီဗာပူးကိုအနိုင်ရရှိခဲ့တဲ့စိတ်ဓာတ်နဲ့ခြေစွမ်းကိုဒီနေ့ပွဲစဉ်အထိဆက်ပြီးတော့တည်ဆောင်လာနိုင်မလားဆိုတာကြည့်ရမယ် Brighton ကလည်းအသင်းကြီးနေတဲ့တွေ့ရင်ပိုကောင်းတတ်တဲ့အသင်းတစ်သေးပြီးဒီနေ့မှလည်းယူနိုက်တက်ကိုလုံးဝရှိမနေပဲနဲ့ခြေယူပြန်လဲတုံ့ပြန်ကစားသွားဖို့များတယ် ပြီးတော့အသင်းကစနစ်တစ်ခုအောက်မှာတောက်လျှောက်သွားနေပြီးတော့နီးပြားတွေသာပြောင်းသွားပြီးမှအသင်းရဲ့ရလက်ပိုင်းတွေကတိတ်ပြီးတော့အပြောင်းလဲမရှိဘူးသူတို့ရဲ့ကစားသမားတွေက entertainment ဘက်ကိုပို့သွားပြီးတော့တိုင်ဘက်တွေကိုယင်ဆိုင်လေးရှိတာကြောင့်ဒီပွဲမှာတေချာပေါက် Brighton က United ကိုအစင်လာတိုင်းပဲဒုက္ခပေးလိမ့်မယ်လို့ထင်တယ်အမှန်တကယ်ဝင်ခံရရင်တော့ဒီပွဲမှာလည်း United ခြေစုံပေါ်မှာကျွန်တော်တန်တရာရှိနေသေးပဲရှိအပတ်တွေတုန်းကလည်း United ခြေစုံပေါ်မှာတန်တရာရှိခဲ့လို့လည်း Liverpool နဲ့ပွဲစဉ်မှာသူတို့ကိုနိုင်မယ်လို့မတွက်ထားခဲ့ဘူးဒါပေမဲ့မထင်တာလောက်ပြပြီးတော့အနိုင်ရခဲ့တယ်ဆိုတော့ ီဘက်မှာသူတို့ဘက်မှာတန်တရားတွေကိုခြေဖြတ်ပြဖို့ဆိုရင် Brighton လို့ကစားရခတ်တဲ့အသင်းသူတို့နဲ့တွေ့ရင်အမြဲတမ်းအခက်တွေ့ရလို့တဲ့အသင်းကိုမဖြစ်မနေအနိုင်ကစားဖို့လိုတယ်ဒါမှသာ United ကလမ်းကြောင်းမှတ်မှုကိုပြန်သွားဖို့ညှော်လဲနိုင်မှာဆိုတော့ကျွန်တော်နည်းနည်းလေးစွန့်စားပြီးတော့ United အနိုင်ဆိုတဲ့ဘက်မှာရွေးချင်ပါတယ်ဒီဘက်မှာ United အနေနဲ့2-1လောက်နဲ့ကပ်ပြီးတော့နိုင်သွားမယ်လို့ထင်ပါတယ်ကိုစိုးဝင်းစော်ကတော့ဒီပွဲမှာမန်ယူက Brighton နဲ့တွေ့တိုင်းရှုံးနေတဲ့ရလက်ကိုပြောင်းလဲလုပ်ပြီးမန်ယူနိုင်သွားမယ်လို့သုံးသပ်ခဲ့ပါတယ်။ဒီပွဲကမန်ယူကိုစာမေးပွဲစစ်မဲ့ပွဲဖြစ်တယ်လို့သတ်မှတ်ရမှာပါ။ နောက်ဆုံးတွေ့တဲ့ခုနှစ်ပွဲမှာ6ပွဲရှုံးထားတယ်လို့ဒီယာဒီမှာချယ်ဆီနဲ့မန်စီးတီးကိုအနိုင်စပါးနဲ့နျူကာဆယ်ကိုတည်ရေကစားထားနိုင်တဲ့ဘရိုက်တန်လိုအသင်းကိုအနိုင်ကစားနိုင်မယ်ဆိုရင်တော့အေမိုရင်အတွက်စာမေးပွဲအောင်သွားပြီလို့ပြောလို့ရတော့မှာဖြစ်ပါတယ်။ဒါကိုအေမိုရင်လည်းတည်ပြီးသားဖြစ်လို့အကောင်းဆုံးပြင်ဆင်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ဘရိုက်တန်ကတော့မန်ယူအတွက်အမှန်တကယ်အစမ်းသက်ခံရမယ့်ကစားပုံမျိုးရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။ဘရိုက်တန်ကွင်းလည်းအတွဲဖြစ်တဲ့ဘာလီဘာနဲ့အေရာရီတို့ဟာခန်းစစ်ကနေတိုက်စစ်ကူးပြောင်းတဲ့နေရာမှာအယမ်းမြန်တယ်လို့လုတ်ကိုလုတ်ရမယ့်အပိုင်းတွေကိုတိတိကျကျလုံနိုင်တဲ့အတွဲလည်းဖြစ်ပါတယ်။ သူတို့အတွဲကိုအီမိုရင်အနေနဲ့ကက်စမဲရိုဘလူးနိုဖာနန်ဒက်စ်အတွဲနဲ့ပဲရင်ဆိုင်ပါလားအပြောင်းလဲလို့မလားဆိုတာကတော့ဒီဘွဲအတွက်အရေးကြီးဆုံးချက်ဖြစ်ပါတယ်ဘရိုက်တန်ကတော့တိုက်စစ်ကစားတာကောင်းသလောက်ခန့်စစ်တဲ့ဂိုးသမားကမကောင်းနေတာအတွက်မန်ယူအတွက်ဂိုးရဖို့ကတော့မခက်တာသေချာပါတယ်မန်ယူကွင်းလည်းခန့်စစ်တဲ့ဂိုးသမားကဒီဘွဲမှာဂိုးပေးရမှာလားမပေးရဘူးလားရှင်းတဲ့ပွဲဆက်ပြထားတဲ့တည်ငြိမ်မှုကိုထိန်းနိုင်မှလားဆိုတာကတော့ဒီပွဲအတွက်အဖြေလေးဖြစ်ပါတယ်။ Brighton ကစားတဲ့ပုံကြောင့် Brighton လည်းခိုးရနိုင်တယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဘာမခိတ်ကတော့ဒီနေ့ပွဲဟာနှစ်သင်းပေါင်းသင်းကိုရအများကြီးများမဲ့ပွဲလို့ပဲညီကိုတို့ကိုသုံးသပ်ပေးခဲ့ခြင်းပါတယ်ခင်ဗျာစနေတရင်ကြီးလည်းမှာပတ်စင်တင်ဆက်ပေးနေတဲ့ The Big Match Show အစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့အစီအစဉ်လေးကိုနှစ်သက်တယ်ဆိုရင်ညီကိုတို့ကကျွန်တော်တို့ဗီဒီယိုတွေကို Like and Share လေးလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာဘာမကိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတရင်ကြီးညတိုင်းတင်ဆက်ပေးမယ်ကိုရဲကြီး ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ so so The Big Match Show